အခုမြင်တွေ့နေရတဲ့ကားကရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာမလင်ဘေးဒုက္ခသည်တွေအတွက်တရုတ်နိုင်ငံကထောက်ပံ့ပေးတဲ့အကူအညီပစ္စည်းတွေကိုမန္တလေးမြို့စီတွားပို့နေတာဖြစ်ပါတယ်။အဲ့ဒီကားပေါ်ကစက်ကူဖာရီပေါ်မှာကယ်ဆယ်ရေးသုံးပစ္စည်းတွေလို့တရုတ်ဘာသာနဲ့ရေးသားထားတာကိုတွေ့ရပြီးရဟရင်နဲ့တွားရင်အချိန်တိုတွင်ရောက်ရှိနိုင်တဲ့ခရီးကိုကားနဲ့နိုင်ပေါင်းများစွာမောင်းနှင်နေတာကိုတွေ့ရပါတယ်။ဒီအချိန်မှာစစ်ကောင်စီကသဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးခေါင်းစဉ်နဲ့ဥရောပကဝယ်ယူထားတဲ့ကယ်ဆယ်ရေးရဟရင်တွေ ပြည်ရင်းစစ်မှာတိုက်အင်အားဖြည့်တင်းမှုတုံးနေတဲ့ MI70D လိုရဟတ်ယာဉ်တွေပဲရောက်နေလဲဆိုတာမေးခွန်းထုတ်เสียဖြစ်နေပါဗျ။အတိအကျတော့အဲ့လိုမျိုးလေလူတွေကယ်ပြီးတော့လူနာတွေပို့ပေးတာလေရွှေကြောင်းနာတွေပါအကုန်လုံးလို့ရတယ်လေ။အဲပြီးတော့ဒီအရေးပေါ်ရိတ်ခါလေးရိတ်ခါလေးပါချပေးတာလေးပါအကုန်လုံးလို့ရတယ်။အတိအကျတော့အဲရေဘေးတွေပိုင်းမပူသုံးဝင်တာပေါ့နော်။ရေဘေးတို့လေဘေးတို့မှာသုံးဝင်တာပေါ့ဟိုကလေဒါသုံးဝင်အတိအကျအဲ့လိုမျိုးတွေမှာတော့ဒါပေတနည်းအားနဲ့ရွှေကြောင်းသားလာတွေမှာဒါလေးပေါ့။ အဓိကတော့အရေးပေါ်လူနာတွေပါလို့ဒါရင်နဲ့တည်ထုတ်လို့ရတယ်ဟီရိုကွန်ပျူတာရဟန့်ရင်တစင်းနဲ့စုစုပေါင်း80ဆင်းတတ်တော်ဝင်ခြင်းအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကမိထီလာတက်နေရှိ လေချောင်းတက်တင်လေးရက်စကန်ဌာနချုပ်မှကျင်းပပြုလုပ်ပိုင်းစစ်ကောင်စီကတဘာဝဘေးရနေကူညီကယ်ဆယ်ရေးခေါင်းစဉ်နဲ့ Eurocopter AS350 Eurocopter H125 ကယ်ဆယ်ရေးရဟရင်6ဆင်းအထိဝယ်ယူထားပြီးရန်ကုန်တိုင်းမော်ဘီမြို့နဲ့မကွေးမြို့ကလေတပ်မှထားရှိပါတယ် ဒီလိန်နေဟာအရေးပေါ်ကူညီကယ်ဆယ်ရေးအတွက်သုံးရတာဖြစ်ပြီးလူများကြီးကိုတင်ဆောင်နိုင်တဲ့အခြေအနေတော့မရှိပါဘူးလက်ရှိမှာတော့မန္တလေးပါဝင်မလင်တန်းကိုခံခဲ့ရတဲ့ဒေသတွေကပြင်းထန်တဲ့ရသူတွေဟာဆေးရုံမဆန်းတဲ့အထိများနေပြီးအဲ့ဒီတဲကအရေးပေါ်ဆေးကုသဖို့လူနေတဲ့သူတွေကိုရန်ကုန်ပါဝင်တခြားဆေးရုံတွေကိုဒီကြောင်ကနေအလင်းမြန်ပို့ဆောင်နိုင်ဖို့ကိုလည်းရဟရင်တွေကိုတုံးနိုင်ပါတယ်ရဟန်းယူနီဟာပြေးလမ်းမလို့တဲ့အတွက် နေရာမရွေးစင်းတက်နိုင်တဲ့အခြေအနေရှိပြီးမလင်ဘေးကနေလွတ်မြောက်လာသူတွေအတွက်လိုအပ်တဲ့အစားအသောက်နဲ့ရေအပြင်စေဝါနဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုပါတည်ယူနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့လက်ထက်တုန်းကရဟယင်ဟိုဒီငားရန်သုံးနာအပြင်ကိုကျွန်တော်တို့အနေနဲ့အဲကိုပိုင်လဲဟိုဆောင်ရွက်ထားခဲ့တာရှိတယ်ဒါလည်းတကက်ဒီသူအတွက်စပြီးတော့ဒီရဟယင်ကိုစပြီးတော့ထူထောင်နေကဒါဟာဇိမ်ခံပစ္စည်းမဖြစ်စေရဘူးလို့ ဒီနိုင်ငံတော်တိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ကပြောတယ်ဒါကအရေးပေါ်ကယ်ဆယ်ရေးအတွက်ပဲဖြစ်ရမယ်လို့ပြောတယ်ဒါကြောင့်အဲ့ဒီအတိုင်းဖြစ်အောင်လို့အထက်မှာပစ္စည်းပေါင်းစုံပေါ့အရေးပေါ်ကယ်ဆယ်ရေးမှာမြေပြင်မြေပေါ်မှာမြေအောက်မှာရေထဲမှာအားလုံးကယ်ဆယ်နိုင်အောင်ဆိုရဲအရေးပေါ်ပစ္စည်းတွေပါတွဲပြီးတော့ဒါထည့်ထားတာရှိအဲ့ဒီပစ္စည်းကိုလည်းအဲ့ဒီလိုမျိုးအရေးပေါ်ရဟန်းရင်ကိုလည်းသုံးတာမတွေ့ရဘူးပေါ့နော်ပြည်သူလူထုကရွေးကောက်တင်မြှောက်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ တဘာဝဘေးရန်ရဲ့ကဲဆဲရေးတွေအတွက်ဘဏ္ဍာငွေတွေတိုးမြင့်ပြီးအကောင့်ထဲပေါ်ဖို့ပြင်ဆင်ခဲ့ပေမဲ့စစ်ကောင်စီလက်ထက်မှာတော့အဲ့ဒီစီမံကိန်းတွေပြတ်ခဲ့ရပါတယ်။ NLD ဆိုရလက်ထက်ကတဘာဝဘေးရန်ရဲ့ဆိုင်ရာကိစ္စရပ်တွေအတွက်ကဲဆဲရေးရဟတ်ရင်ငှားရမ်းဝယ်ယူတဲ့အပေါ်အခရီးလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေနဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်လူမှုဝန်ထမ်းကဲဆဲရေးနဲ့ပြည်လဲနေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ကိုစစ်ကောင်စီကတရားစွဲကထောင်ဒဏ်တွေချမှတ်ထားခဲ့ပါတယ်။